မင်္ဂလာပါရှင်29ရက်ဆယ်လမှာ17လပိုင်းနေ့ရက်ဒီတပတ်တာတနိခွေသားသမီးချင်းမေဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနိခွေသားသမီးချင်းမေဆွေဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လောကကိန်းရခက်ခဲတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်တို့ပေမဲ့အလုပ်နဲ့ပတ်သက်ပြီးတော့မိမိဖြစ်ချင်တဲ့ပုံစံလေးတွေတော့ပုံစံချလို့ရမယ်။အဲတော့အခက်ခဲတွေတစ်ခုပြီးတစ်ခုကြုံရမယ်လို့မြင်ပါတယ်။ တံမိုးကြီးသောပစ္စည်းထွက်တက်တွေသတိထားပါနော်မိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမင်းအိမ်ကိစ္စတွေဝယ်တာတွေရောင်းတာတွေအိမ်ကိစ္စကိုအကျိုးအမြတ်ကလေးတွေမျှော်ကိုးပြီးတော့ပြောမယ်ကိစ္စတွေဒီຢာလေးတွေအရင်အဆင်ပြေတယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အမြင်နဲ့စိတ်ပူပန်မှုလေးတွေစိတ်ရှုပ်ထွေးမှုလေးတွေဒီလိုလေးတွေတစ်ခုပြီးတစ်ခုကြုံတွေ့ရပါမယ် ရန်အန်ဒီရဲ့အတိုက်အခဲရှိတယ်။မိမိကိုအပြစ်ပြောချင်တဲ့သူမိမိနာမည်ကိုအပုတ်ချချင်တဲ့သူရှိတယ်သတိထားပါနော်။အချီးနဲ့ပတ်သက်ပြီးတော့အလိန်ညာခံရတဲ့တည်းဒါကြောင့်ဘယ်သူပုံမှမယုံပါနဲ့။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိမှန်းဆထားတဲ့အတိုင်းဆင်ပြေသွားနိုင်မယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ အလုပ်တွေခက်ခက်ခဲခဲနဲ့တပတ်တောင်မှဖြတ်တန်းပြီးတော့လုပ်ကြရမယ်ကိစ္စလေးတွေမှာအမြဲတမ်းနောက်ဆန်တင်ရတဲ့အရာလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့ငါးတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ငွေကြီးလလာပါလေရှင်လန်းစီမဲ့တပတ်တောင်ပိုလန်းစီမဲ့တပတ်တောင်ဒုပင်ပင်ငွေအချင်းငါးကိစ္စတွေတော့စကားများတဲ့တဲ့ဒါလေးကိုတော့တတိထားပါနော်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဂျုံတော်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုမျိုးမရှိပင်ပေပိုသည်အလုံးလုံးရတဲ့အခါမှာအာယုံအရင်နောက်လာတာမျိုးစိတ်ရှုပ်တွေ့ရတာမျိုးဒီလိုလေးတွေ့ရတယ်ဒီအတွက်ကြောင့်မို့လို့တနည်းကလေးသားသမီးချင်းမိတ်ဆွေတွေတပတ်တာရည်ရာကောင်းလေးပေးခြင်းနဲ့ပြုလုပ်ဆောင်ရမယ့်ရည်ရာကမိမိတဲ့အသက်ကြီးတဲ့သူညီသူကိုမဆိုဘလောက်ပဲကြီးကြီးပေါ့နော်မိမိတဲ့အသက်ကြီးရွယ်ကိုမုံဟင်းကားနဲ့ဘူးသီးချောထူတန်းချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်10လ2025မှာ2ရက်17လ2025တပတ်တာဒီနေ့မှာသာသမီချစ်ပြီးဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်ဒီနေ့မှာသာသမီချစ်ပြီးဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အရန်ကန်ကောင်းနေပါတယ်ဖြစ်ချင်တာလေးတွေအယောင်းဝယ်လုပ်ချင်တာလေးတွေရောင်းပန်းဝယ်ပန်းတွေလည်းဖွင့်လန်းစီမိပြောရေးဆိုရာကိစ္စဆိုရင်လည်းအလုတ်နဲ့ပတ်သက်ရင်အဆင်ပြေမယ်လို့တွေ့ရတယ်တံမိုးကြီးသုံးပစ္စည်းဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းရမယ်အဆက်အသွယ်ကောင်းရမယ်တရေကောင်းကြရမယ်ကျန်းအနေနဲ့တိုက်ခိုက်ရှိတဲ့တတိထားပါနော်မိမိကိုအပြစ်တင်တာနောက်တော့မိမိကိုတိုက်ခိုက်တာတိုက်ခိုက်တာလည်းဒီမျိုးစုံရှိတယ်အဲ့တော့တိုက်ခိုက်မှုခံရမယ်လို့တော့တွေ့ရတယ်ဘယ်လိုဒီနဲ့တိုက်ခိုက်ခံအောင်လည်းမသိဘူးပေါ့နော် အခြေအနေပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရတဲ့ဒီပြဿနာတက်ဖို့ရှိတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းတကြက်ကြက်စကားတွေများခြင်းပြဿနာတက်ခြင်းတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခင်ဗျားဆိုင်ပါဖြစ်လိုက်ရင်ကျမကြီးရဝမ်းကြိုက်တာเนาะနောက်တစ်ခါကျတော့ဒီလေနဲ့ပတ်သက်ပြီးတော့လေအောင်တာလေချုပ်တာလေနာတာဒါလေးတွေခင်ဗျားဆိုင်ပြရတာပေါ့เนาะ အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရတယ်။ဒါအပြင်ပုံစံလေးတွေချဲ့ပြီးတော့မှလုတ်ကင်ရတဲ့ကိစ္စမှန်သမျှအဆင်ပြေမယ်လို့တွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေပြောဆိုပြီးတော့မှဝေးအစုလိုက်ပုံလိုက်ဝင်လာတာမျိုးဒါလေးပြင်နေပေါ့နော်အောင်းနဲ့ပတ်သက်ပြီးတော့ပူပိုင်စရာချုံဝပြီးကြည့်လိုက်တဲ့အခါ စိုးဝါးတဲ့ပုံပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့မိမိကဘာပဲလုပ်လို့အမြဲတမ်းတတိဝရိယလေးနဲ့စိတ်စိတ်ဆက်ဆက်တည်တည်ချာချာလုပ်ကြိမ်မှ အကျိုးမြတ်များများရမယ်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့ပြီးပြီးရောညနာလွှဲလိုက်တယ်တရရောက်ကိုယုံကြည်လိုက်တယ်ဆိုရင်တော့အဲ့ဒီအကျိုးမြတ်ကမိမိတော့မဟုတ်ဘဲနဲ့သူများအတွက်ဖြစ်သွားတတ်တယ်။ဒါပေမဲ့ဒီအလုပ်ကပိုလုပ်တာ ကိုလုတ်ပြီးကိုအကျိုးမြတ်မရဘဲနဲ့သူများအတွက်အကျိုးမြတ်ရစေတဲ့အရာလေးဖြစ်တတ်တယ်။ဒါကြောင့်မလို့တနင်္လာသားသမီးချင်းမိတ်ဆွေအတွက်တပတ်တာမှာအမားရွေးနေမဖြစ်စေဘဲနဲ့ကိုဖြစ်ချင်တဲ့ဆန္ဒကိုပြောချင်တဲ့ရည်ရွယ်ချက်ကလေးတွေအစီအပြေအောင်မြင်စေဖို့အတွက်ရည်ရွယ်ကောင်းလေးပေးချင်တယ်။ပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရွယ်ကကလေးငယ်များကိုမုံပေးတီစာဒါနပြုခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။29ရက်10လ2025မှာ နှစ်ရက်ဆက်တလ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါရဲ့ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလို့နဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်မိအမှုဖြစ်မိတစုံတရာကိုကကိုဘက်ကနေပြီးတော့ဂျူကာလို့ရအောင်အဖက်ဖက်ကနေပြီးတော့တတိဝရိယလေးနဲ့ပြင်ဆင်ခြင်းလည်းနော်။တံမိုးကြီးသောပစ္စည်းတော့ဝင်လာလို့ရှိနေပြီ။ဘိတ်ဆွေပေါင်းတဲ့နေရဲ့ကုကြီးကောင်းအကြီးကြီးရဲ့အကျဉ်းညံကောင်းဒါမျိုးလေးရရှိစီမယ်လို့တွေ့ရတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အထောက်ပံ့ကောင်းတွေနေကိုယ့်ဘောမှာအမျက်ဒေါသဖြစ်နေရင်တော့မှပဲဒီအမျက်ဒေါသတွေပြပြောက်နေတာမျိုးလေးတွေဒါလေးတွေကြုံတွေ့ရပါလိမ့်မယ်။ရန်အန်ဒီအတိုက်ခိုက်ရှိတဲ့သတိထားပါနော်။ဘာကြောင့်လဲဆိုတော့သွားတဲ့လာတဲ့နေရာတွေမှာအမြဲတမ်းသတိရှိစေချင်ပါတယ်။ ခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ကုံစိတ်ပြက်ဒီလိုတွေကိစ္စရက်ကလေးတွေပေါ်လာတတ်တယ်မိမိจิตတွေပေါ်မှာအလိုမကျမှုစိတ်တမ်းမကျမှုတွေကြုံရတတ်တယ်ပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်စိတ်ညစ်စရာပူပန်စရာလေးကြုံရတတ်ပါတယ်မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ရင်စူးစိုးလုံးဝမရှိပါဘူးရခင်ကနေ့ကကျန်းမာရေးယောဂဝေဒနာခံစားရတဲ့အင်္ဂါသားမိချင်းမိစေဆိုရင် အနာနဲ့စိတ်နဲ့တွေ့သွားမယ်ဘေးဥပ္ပတ်အန္တရာယ်ကင်းဝေးသွားပါလိမ့်မယ် အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်ဒီအမြဲတမ်းလာမဲ့ဒီရက်ပိုင်းတွေအတွက်ကိုဘာလုပ်တင်လဲဘာခိုင်းတင်လဲဘယ်လိုဖို့ပုံဖော်ရမလဲဘာရီဖန်တီးရမလဲဘယ်လိုမျိုးတွေဖြည့်ရှင်းရမလဲဒီလိုကိစ္စတွေနဲ့အမြဲတမ်းပူနေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်တို့ပဲပဲမဖြစ်မနေတီတိုကန်ဆန်းကျင်နေဆိုရင်တော့တစ်တလုံးတီတိုကန်ဆန်းလို့ရတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရွှေလန်းပွင့်လန်းလာစီမဲ့တပတ်တာလို့မြင်ပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးလိုက်တဲ့အခါကိုလုတ်တဲ့အရာလေးတွေဘယ်အရာမဆိုအမြဲတမ်းအတိုက်ခံလုပ်တာလေးခံရတဲ့တယ်ဒါကြောင့်ဘယ်လိုစိတ်ပါအင်္ဂါသားကြီးချစ်ပြီဆိုရင်အတွက်ကိုတပတ်တာကံထောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းကြီးဆရာမပေးချက်တယ်ပြုလို့ဆောင်ရမယ့်ယရိယာကဖျားတဆူဆူကို သွားပါသွားပြီးတဲ့အခါမှာဒီဖျားတွေဖျားတွေရဲ့အရှိမျက်နှာစာတွေမှာခြင်သေးယုံကြည်ကြီးရှိတယ်အဲ့ဒီခြင်သေးယုံကြည်တဲ့မှာခြင်သေးကတစ်ဖက်တစ်ဖက်တစ်ကောင်ဆိုလို့ရှိရင်ခြင်သေးနှစ်ကောင်ရှိတယ်ပေါ့နော် အဲ့ချင်းသေးယုတ်ကြီးရဲ့ရှင်မှာအဲ့ချင်းသေးတွေကိုပဲပေးကြော်အစာကျွေးရအဲ့တော့ပေးကြော်ဆိုတာကဒီစာလေးကိုပေးကြော်လေးရတယ်ပေးချောင်းပေးကြော်လေးရတယ်ပေးကြော်ဖြစ်ဖို့လူတွေပေါ့နော်ပေးချောင်းကြော်ဖြစ်ဖို့လူတွေအဲ့ဒီပေးကြော်ကိုတစ်ဖက်ကိုတစ်ကောင်းကိုတထုပ်စီတွားပြီးတော့မှဒါနာပြုပေးရတယ်လှူပေးရတယ်ပေါ့အဲ့လိုလေးလှူလိုက်တယ်ဆိုရင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်နေသွားမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်စင်လာ2025မှာ နှစ်ရက်ဆက်တလ2015တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအတွက်အလုပ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါရဲ့ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တတိလေးနဲ့ထားပြီးတော့အလုပ်လုပ်ကင်စီချင်နေဆုံးရှုံးစီတဲ့အရာလေးတွေကိုမြင်နေတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မလို့မိမိဘက်ကနေပြီးတော့အမြင်နဲ့တတိရှိပါအလုပ်လုပ်တဲ့အခါမှာအမှားမြင်လုံးဝမဖြစ်ပါစေနဲ့။အထူးသဖြင့်မှားချင်တာကဒီအလုပ်ကင်နေနှောင့်နေတဲ့အရာလေးတွေအစီအပြေအောင် ကိုယ့်ဘက်ကနေခင်မွေးကြီးဆယ်ပါးကိုအမြင်နဲ့ကတော့ပြီးတော့မှအေးပူကောင်းတယ်ပေါ့နော်တံမိုးကြီးတော့ပစ္စည်းတွေထွက်တက်ပါတယ်မိစေပေါင်းသိန်းတွေရဲ့အကူကြီးအထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းဒါလေးတွေရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေဆိုအရင်အာရုံနောက်ရမယ်စိတ်ရှင်ပါနေမယ်ဆွေမျိုးသားချင်းစီကအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရပါမယ်ရန်အနီအတိုက်ကိတ်လုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့အဆင်မပြေဖြစ်ပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးလုံးဝမအေးချမ်းပဲနေအမြဲလူလိုပြဿနာတွေတက်နေပါလိမ့်မယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးစူးချူးလုံးဝမရှိပါဘူးရှင်။အေးချမ်းခြင်းငြိမ်းချမ်းခြင်းရောက်ရှိလာမယ့်တပတ်တာပါ။နောက်တစ်ခုမိမိရမှန်အောင်နေပါ။မှန်တာတွေပြောပါမှန်တာတွေလုပ်ပါ။ဒါဆိုရင်မိမိဘက်ကအဆောင်ရှောက်ကောင်းကာဝယ်ကောင်းနေသူ့အလိုလိုပေါ်လာမယ့်တပတ်တာလို့တွေ့ရပါလိမ့်။ကံနဲ့ပတ်သက်ရင်တော့အားနေတယ် တို့ပဲမဖြစ်မနေဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၈တလုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝီကြီးနဲ့ပတ်သက်ပြီးတော့ပွင့်လန်းမေရှင်လန်းမေဒါပေမဲ့အလိမ်ညာတွေခံရတတ်တယ်တတိလေးထားပါနော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိဘက်ကရခိုင်ကနေကယင်းနှိမ့်မြုံနေထားတဲ့ကိစ္စရက်ကလေးတွေပေါ်လာပြီးယခုလုတဲ့အလုပ်တွေမှာတော့နှောင့်နှေးစီတယ်လို့တွေ့ရတယ်။ဒါကြောင့်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတွေအတွက်တပတ်တာကန်တောက်ပတ်ပြည့်စုံတဲ့ယရိယာကောင်းလေးပေးခြင်းနဲ့ပြုလို့ဆောင်ရွက်တဲ့ယရိယာက မိမိအနေနဲ့အလှူများများလုပ်ပါအဲ့တော့အလှူများများလုပ်ပါဆိုတော့ကိုတနိုင်တစ်ပိုင်းပဲလှုပ်လို့အများနဲ့အုပ်စုဖွဲ့ပြီးတော့မှတူတာပဲဖြစ်ဖြစ်အဲ့ဒီအလှူလုပ်တဲ့ဓာတ်ကလေးကိုနေ့စဉ်လုပ်တယ်ဆိုရင်မိမိတွေကံထောက်ပံ့နေများစွာရရှိစေမယ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ဆယ်လ2025မှာ2ရက်17လ2025တပတ်တာဇာတာပတိသာသမိချင်းမိတ်ဆွေရဲ့လောက်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ဂျာလာဘီသားသမီးချင်းမိတ်ဆွေအလုတ်ကံအရင်ကောင်းပါလေအလုတ်ဒီအရင်ရှုပ်နေပါပြီအလုတ်ကိစ္စအောင်မြင်စေမဲ့တပတ်တာပါတံမိုးကြီးတော့ပြည်စီတော့ထွက်တဲ့တေဒါလေတကယ်လို့အဲ့လိုထွက်ဖို့ထွက်ရမှာမို့လို့မြင်နေပါတယ်မိတ်ဆွေပေါင်းသင်းရဲ့ကုကြီးချမ်းချမ်းကောင်းတောက်ပန့်ကောင်းလေးရောက်ဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်စိတ်ရှုပ်ရတာလေးကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းစီကနေအကျဉ်းဉဏ်ကောင်းတောက်ပံကောင်းတွေရဖို့ရှိနေပါတယ်။ရဲအန်ဒီရေလုံးဝလုံးဝမရှိရဲ့ပြင် ချစ်သူခင်သူပေါများလာမယ်တပတ်တာလို့တွေ့ရပါတယ်။အခြေအနေပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာတန်တရားတွေဖြစ်ခြင်းယုံကြည်မှုမရှိခြင်းဒါတွေတွေ့ရပါတယ်။ချစ်သူနဲ့ကိုယ်နဲ့ကြားမှာလည်းကြားဝင်နှောက်ယှက်မှုတွေရှိပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျန်းမာရေးအကြောင်းပုံဝန်ရတတ်ပါတယ်။မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်ရင်အဓိကခါအောက်ပိုင်းကျန်းမာရေးညက်တဲ့တဲ့ view site ပါနော်။အေးကျန်းမှုရင်းကျန်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်လုပ်တဲ့အခါမှာကိုယ့်ဘက်ကနေ မိုးရွာတို့ရေခန့်ဆိုတဲ့စကားလေးတိုင်းပဲကိုကအလုပ်တွေကိုဖြစ်ထွန်းလာတဲ့အချိန်မှာပုံမှန်ထက်ပိုပြီးတော့တာလွန်စီးတဲ့အရာလေးတွေကိုဖြစ်တည်မှုလေးတွေကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ရင်းရှုပ်နေမယ်ဒါကြောင့်မအေးချမ်းသေးဘောနော်ကံနဲ့ပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါတယ်ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ရက်တလုံးထီထိုးကန်ဆယ်လို့ရပါတယ်ဝေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေမမြဲဘူးဆိုပေမယ့်ဝင်လာတဲ့ငွေနဲ့ထွက်သွားတဲ့ငွေနဲ့မျက်မျက်တတလေးတွေနဲ့ရံရံလေးအဆင်ပြေသွားမယ်ထိန်းနိုင်တယ်လို့တွေ့ရတာပေါ့နော် အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်စရာချုပ်ကိုကြည့်လိုက်တဲ့အခါစိုးဝတဲ့ပုံမှန်မှုမျိုးမတွေ့ရပဲနဲ့ကိုယ့်ရဲ့လုံဆောင်ချက်ကောင်းပြောဆိုချက်တွေအကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်မျက်နှာရရှိစေမယ်လို့တွေ့ရပါတယ်။ကြာသပြီးတာသမီချင်းမေးဆွေတဲ့တပတ်တာကန်ထောက်ပိုက်ဖြစ်စီတဲ့ရေရရာကနှက်ကလေးတွေကိုလှုပ်ပေးပါအဲ့တော့တနည်းကိုဟိုမိမိအနေနဲ့လုံနိုင်နေဆိုရင်တနည်းလားပုံတော်ဘူး ဟိုစက်နေပေါ့နော်ဒီလိုမျိုးလေးလုပ်ပေးခြင်းနဲ့ဆိုရင်တနင်္လာနေ့ဆိုရင်ညက်လေးနှစ်ကောင်ဘုံတုံးလေးဆိုရင်ညက်လေးနှစ်ကောင်စနေနေ့ဆိုရင်ညက်လေးနှစ်ကောင်အလုံးငက်ကလေးတွေလုပ်ပေးခြင်းနဲ့ကုသိုလ်ယူခြင်းဖြင့်ဗီဗီကက်ကေးစီတဲ့တပတ်တာပြည်လျက်သွားမေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ဆယ်လ2025မှာနေ့ရက်17လ2025တပတ်တာတောက်ကြသားသမီးချင်းမီဆိုရင်အလုတ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမီဆိုရင်အလုတ်နဲ့ပတ်သက်ပြီးတော့ အတိတ်ခံလေးတွေလုတ်ပြီးတော့မှလုံဆောင်ရမယ့်ကိစ္စရဲ့ကလေးတွေပြောဆိုရမယ့်ကိစ္စလေးတွေတွေ့ရတယ်။ဒါကြောင့်တတိနဲ့အလုပ်လုပ်စီခြင်းနဲ့တော့တံမိုးကြီးတော့ပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသိနေစီရနေပြီးတော့မိမိအပေါ်မှာအပြည့်မြင်တာ၊ညိုညင်တာ၊စူပူတာ၊ညှူတာဒါလေးအကျံတက်ပါတယ်။အိမ်နဲ့ပတ်သက်ရင်တော့စိတ်ရှုပ်စရာ၊ကောင်းရှုပ်စရာတွေဇက်တိုက်ဆိုလို့ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။စိုးရွားတဲ့ရန်အန်ဒီလုံးဝမတွေ့ရမှာမရှိရင် အခြေအနေပတ်သက်ပြီးတော့အခြေခံမကောင်းခြင်းစစ်သူရေးဆောင်တဲ့အဆင်မပြေဖြစ်ခြင်းဒီလိုတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကြားထဲမှာအမြဲပြိပက္ခတွေပြဿနာလေးကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်စူးကျူးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုသည်အလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲလှုပ်ဆောင်ရမယ့်ကိစ္စရက်ကလေးကြုံတွေ့ရဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးတွေ့ရပါတယ်။ ကဲနဲ့ပတ်သက်ရင်ကံအားအလွန်ကောင်းတယ်။တင်းရဲ့ထုတ်ပံကောင်းတွေအများကြီးရရှိစီပြီးထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွန်လန်းလာစီပဲတပတ်တာလို့တွေ့ရပါတယ်။ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေဂျုံကုန်ပြီးထိလိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့မိမိကိုအဖက်ဖက်ကနေပြီးတော့အကျဉ်းဉဏ်ကောင်းပေးမဲ့သူရှိရင်ဆရာတစ်ပါးကောင်းတွေ့မယ်ဒီလိုလေးတွေ့ရပါတယ်ဒီတော့တောက်ကြသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပြည့်စည်တဲ့ရည်ရကတက်ကြီးရွယ်ဦးကိုမိမိတက်နိုင်တဲ့စိုးဝါးတက်စာလူတိုင်းချင်းဖြင့်ခက်ခဲနေသောအခက်အခဲတွေအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29နှစ်ရေဆလ2025မှာနှစ်ရေ17လ2025တပတ်တာစနီသားသမီးချင်းမိစုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနီသားသမီးချင်းမိစုရဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ပါပဲလို့လို့သတိဝိရိယနဲ့လုပ်ကိန်းမှာအမားရွေးနေဖြစ်တဲ့တည်းဒါအပြင်မိမိလုံဆောင်တဲ့အရာလေးတွေဟာဆုံးရှုံးစေမယ့်အရာလေးကိုတွေ့ရပါတယ်တမူးကြီးတို့ပစ္စည်းတွေထွက်တတ်ပါလေထွက်ဖို့လည်းရှိနေပါလေ မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေအောင်ခံရတဲ့ပိုင်းစီမျိုးသားချင်းစီမအကျဉ်းရံကောင်းတွေအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရောက်ဖို့ရှိနေပါတယ်စိုးဝါးတွေရန်အန်ဒီရဲ့အတိုက်အခိုက်လုံးဝမရှိပါမရှင်အခြေအနေပတ်သက်ပြီးတော့မျက်နှာပွင့်လာမိချစ်သူရဲ့ဂယုဆိုင်မှုချစ်သူကနေပြီးတော့အလိုတမိုင်းငွေကြေးထောက်ပံ့မှုဒါလေးရရှိစေမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းတာယာစေမိအိမ်တော်ကြီးတို့တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လိုက်ရင်ကျမ်းမာရေးရဝမ်းချုပ်တာလေချုပ်တာတွေခံရတတ်ပါတယ်။အေးချမ်းမှုရေးချမ်းမှုတွေရောက်ရှိလာမယ့်တပတ်တာပါ။ဒါ့အပြင်အမျိုးသမီးအကြီးအကဲတွေစီကနေအကြံဉာဏ်ကောင်းတွေအကူအညီကောင်းတွေရဖို့ရှိနေပါတယ်။ကံနဲ့ပတ်သက်ရင်တော့အားနည်းတွေမဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ငွေကြေးလာပါတယ်ရှင်လန်းလာမယ့်ပွန်လန်းလာမယ့်တပတ်တာပါ။ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အချိန်မတော်သေးသွားတဲ့အခါမှာကိုကိုတယောက်ယောက်ကနေကက်ပြီးတော့မိလာတာမျိုးအဲ့ဒါကိုဒီခင်မဆိုရင်မကောင်းဆိုးလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးအဲ့လိုအပမိတာလို့လည်းခေါ်ပါလေဒါကြောင့်မလို့အဲ့ဒါလေးတွေကိုခရီးဆိုင်စီခြင်းနေတပတ်တာစနေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကန်ထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းကမိမိအနေနဲ့ကြောင်လေးတွေကိုအစာဝဝလေးလေးကြီးပြီးတော့ကုသိုလ်လုပ်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်